မင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကတော့ကိုအောင်လထိုးသက်ရှင်ပြန်ခြင်းနောက်ဆုံးပွဲလေးကိုတွားရောက်အားပေးခဲ့တဲ့ vlog လေးဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့၃ယောက် ေါ်လာပွဲသွားဖို့ကျွန်တော် ready ဖြစ်နေပါပြီ။ပြောပါပြောလိုက်ပါတခုခု။နောက်ကြတဲ့အကြောင်းလေးတွေပြောလိုက်ပါ။ဟုတ်တယ်ပြောရဒီမှာငါ site ကဒီမှာ customer site ဖြစ်နေတယ်ဆိုတော့ member ဆိုတော့မလို့ဖြစ်နေကွာ။ site ကဖွင့်လာ app okay ပေါ်လာကောင်လာသွားတော့မယ်။ကျွန်တော်တို့ကားကို35မိနစ်လောက်စီးပြီးသွားလို့ရှိရင်ကွင်းထဲကိုရောက်ပါပြီ။လုံပင်နေကွင်းလို့ခေါ်ပါတယ်။အမလာရောက်အားပေးတဲ့သူတွေကလည်းမြန်မာတွေအများကြီးပဲပေါ့နော်။အားရစရာကြီးပါ။ရောက်နေပါပြီ။ ကျွန်တော်တို့အမှလက်မှတ်ဖြတ်ပြီးသားကိုသူများလက်မှတ်မဖြတ်ရသေးတဲ့သူတွေနဲ့သွားတန်းစီနေကျွန်တော်တို့အကြာကြီးတန်းစီလိုက်ရတယ်။တကယ်ပါပဲအသိတုံမရှိဘူးသူအမှကဲခုကတော့ကျွန်တော်တို့ကွင်းထဲကိုရောက်ပါပြီ။တစ်ခေါက်မှလည်းမဝင်ဘူးပေါ့နော်ဒီလိုကွင်းထဲကို တကယ်ကိုအားရစရာကောင်းပါလေဒီနေ့ကတော့အောင်လာကိုဒီဂျိုးကွင်းမှာတစ်ခေါက်မှမတွေ့ဘူးပေါ့နော်ဂျိုးကွင်းမှာသုံးမှတွေ့ပါတယ်အရင်ကတော့တန်စကာပူကွင်းပေါ့နော် lighting တွေရောအားလုံး share ပါပဲ။ကွင်းမှာလူလဲပြည့်ပဲပေါ့နော်။အခုကကိုအောင်လာရဲ့ပွဲတွေမစခင်မှာရှေ့မှာပွဲအများကြီးပေါ့နော်။ဒါလေးတွေကိုကျွန်တော်ကြည့်ရင်းနဲ့ကျွန်တော်တို့အားခဲထားပါပေါ့နော်။ လာတော့ကတော့ကျုပ်ဦးပြုံးနှလုံးလေးနဲ့ပဲစားပြီးတော့လာခဲ့ဆိုတော့ကျွန်တော်တို့အရင်ချွေတန်ရမယ်တခြားပွဲတွေမှာကျွန်တော်အတန်တွေတိတ်မထုတ်မထုတ်တုံးဘူးအားတွေတိတ်မထုတ်တုံးပေါ့ဒီမိန်ကလေးပွဲတွေဆိုလဲတော်တော်လေးကြမ်းတယ်ဟောဒီဖိုင်တာကြီးကိုတီးကြမှာပါဒီပွဲမှာသူ့ကြချုပ်ကွက်နဲ့ရှုံးသွားပါတော့နော်မိတော်လဲသွားတယ်ကဲလာပါပြီ ကျွန်တော်တို့ရဲ့အချစ်တော်ကိုအောင်လာရဲ့ pre video လေးပဲပြရသေးတယ်တိတ်ဆိတ်နေတဲ့ကွင်းကြီးကအကုန်လုံးအာဆူညာပြီးတော့လေတကယ်ကိုဟိုအပီးအတန်တွေအကျေထအော်လာပေါ့နော်ရှေ့ပွဲတွေမှာကျတော့အားလုံးကတိတ်ဆိတ်ပြီးတော့လေတကွင်းလုံးကအခုဒီကိုအောင်လာရဲ့ video pre လေးပြလိုက်တော့အားလုံးကတကယ် ကွင်းထဲကလူတွေကဆဲအားခွန်အားရောအကုန်လုံးတက်ကြွလာတော့ဗောနော်ဒီအရင်ကသူရဲ့ဗီဒီယိုလေးတွေကိုပြန်ကြည့်တော့ကျွန်တော်တို့လည်းတကယ်စိတ်ထဲမှာအရင်ကြီးပီတိဂုံယူခဲ့ရတဲ့အချိန်တွေကိုပြန်ပြီးတော့တတိယဆရာဖြစ်ပါတယ်ဒီနေရာတွေမှာဆိုရင်ပြိတ္တတွေအားလုံးကကြောက်လို့လေတိတ်ဆိတ်ပြီးတော့ โอเคဒီအားကြတော့အခုကောင်လာနဲ့ရှင်ပြိုင်ထိုးသက်သွားမယ်ဆွီဒန်နိုင်ငံသားဖိုက်တာကြီးပဲဖြစ်ပါတယ်ကောင်လာနဲ့လည်းအရင်တော့ပေါ်တာကြီးလို့ကျွန်တော်တို့တီးထားရပါဘောနော်ဒါပေမဲ့ပွဲတယ်လာတော့ထိုးကြတာပေါ့ကဲဒီလိုမျိုးလေးတိုင်ပင်လေးអော်နေပြီဆိုတိမှာပါအားလုံး ကိုလေးဖြူရဲ့တချင်အမဲလိုက်ကဆိုတဲ့အတချင်လေးကိုအစပြုလာတာပဲဖြစ်ပါတယ်အစားလေးအဲ့ဒီကိုအောင်လောက်ကိုမိတ်ဆက်ပြီးတော့ပြောနေတာဘသူလဲလို့ကျွန်တော်တော်တော်လေးခတ်မှန်းလိုက်ရပါတော့เนาะဒါပေမဲ့ဟိုး TV ဖန်သားမှာပြန်ကြည့်လိုက်မှာပဲကိုလေးဖြူဖြစ်နေတာတွေ့တော့ဟာ surprise ပေါ့เนาะကိုအောင်လောက်လည်းတော်တော်လေးကိုသူလည်း အဲပျော်ရွှင်နေရတာတွေ့ရပါတယ်သူရမ်းကြိုက်ခဲ့တဲ့အဆိုတော်ကြီးအိုင်တော်ကြီးနဲ့အတူပွဲထွက်ခွင့်ရတာဆိုတော့လေအတူတူပေါ့နော်ဒါဝမ်ချန်ပီယံရှစ်ကနေအကြီးမားဆုံးကွာလာအတွက်လှုပ်ပြီးလိုက်တဲ့ surprise အကြီးစားပါပဲဒီလိုမျိုး entertainment ကြီးကတခြား fighter တွေကိုလှုပ်ပြီးရတော့တိတ်တော့မတွေ့ဘူးပေါ့နော်ဒါပေမဲ့ ဝမ်းအတွက်ကိုအောင်လာလည်းအများကြီးအထောက်ကူပြုခဲ့သလိုကိုအောင်လာအတွက်လည်းဝမ်းကတော့တကယ်အိမ်မက်ကွင်းပြင်ကြီးပါပဲလို့ဒီကနေပဲကျွန်တော်တို့အားလုံးနိုင်ငံသားတွေအားလုံးခွန်အားတက်ခဲ့ရတယ်။အင်းကျွန်တော်ညိုးငင်နေတဲ့စိတ်တွေအကုန်လုံးပြန်လည်ရှင်သန်လာတယ်လို့ပြောရမှာပေါ့နော်။ ျွန်တော်သတိရတယ်ကိုအောင်လာပွဲတွေဆိုရင်လေကျွန်တော်အရင်တုန်းကဟိုကျွန်တော်ဆစ်ရှောင်းစခန်းမှာနေတုန်းကပေါ့နော်အာ projector လေးတွေနဲ့ပြကြရပေါ့ projector လေးတွေနဲ့ကြည့်တယ်အာအမဝိုင်းပြီးတော့ပေါ့နော်တရွာလုံးတရက်ွက်လုံးပေါ့ တင်းအုပ်ဆရာကအစအတင်းတော်ဆရာဆရာမတွေကအစအိုးကလေးအထိပေါ့ projector ရှေ့မှာထိုင်ပြီးတော့ကြည်ကြတယ်။အိုးအတကုံအော်ဟစ်ပြီးတော့စိတ်လမ်းစိတ်ရောကိုပါပေါ့အတကုံအားပြီးကြတာ။အဲ့ဒီအချိန်လေးတော့ပြန်ပြီးတော့တတိရတယ်ပေါ့နော်။ဒီလိုကွန်လန်နောက်ဆုံးထိုသက်ရှင်ပြိုင်မဲ့နောက်ဆုံးပွဲလေးမှာခုလိုလေးပြန်ပြီးတော့အရင်ချိန်လေးတွေကိုပြန်ပြီးတော့တတိယမိရယ်ပေါ့။ ။တကွင်းလုံးကတော့အိုးအာပါတိရပဲ။ဒီမှာကျွန်တော်တို့အဖွဲ့တွေလည်းတကုံရှေ့ပွဲတွေမှာညင်ခဲတဲ့အားတွေကဒီမှာအတကုံထုတ်သုံးလိုက်ပြီးကျွန်တော်တို့လည်းပြန်ဘက်ကလည်းအကောင်အကြီးကြီးပဲเนาะကိုအောင်လာလည်းအကောင်အကြီးကြီးသူတို့သူတို့နေရောက်ကတော့ share ဟို क्वीन က क्वीन क्वीन တော်မှတီးရသလိုပဲသူတို့ရဲ့အဲ့ဒီဂျိုး क्वीन ပေါ့နော်ဒီနေရာမှာကိုအောင်လာရဲ့နာမည်ကိုကြီးညာတဲ့ချိန်မှာဟိုကြီးညာတဲ့သူရဲ့အတန်ရောမှမကြားရတော့ဘေးကနေကျွန်တော်တို့ क्वीन ကနေလိုက်ပြီးတော့အော်ဘေးရဲ့အတန်ကလွမ်းမိုးသွားတာပေါ့နော်ကိုအောင်လာရဲ့နာမည်ပြောတဲ့ချိန်မှာ ခုကတော့ပွဲစထိုးတော့မှာဖြစ်ပါတယ်ဒီနေရာမှာပြိတ္တတွေရဲ့အတန်အောင် နားထောင်ပြီးတော့ကျွန်တော်ဘာလို့တတိယသွားလဲဆိုတော့ကျွန်တော်တို့မြန်မာလူမျိုးတွေကလေတကယ်အရန်ကိုယဉ်ကျေးတိမ်မွေးတဲ့လူမျိုးတွေဆိုတာတီးလိုက်ရတယ်ကိုအောင်လောက်အားပေးရတော့မှဟိုရှေ့မှာကိုလေးကိုပြန်ထည့်ပြီးတော့တုံးပြီးသားမှာเนาะ ကိုအောင်လာကိုအောင်လာဆိုရင်အောင်လာအောင်လာတော့မဟုတ်ကိုအောင်လာကိုအောင်လာဆိုပြီးတော့အားပေးကြတွေ့တော့တကယ်ကိုကိုအောင်လာကိုဘယ်လောက်ထိကျွန်တော်တို့ချစ်ကြသလဲဆိုတော့ဒီမှာအများကြီးပေါ်လွင်နေဆိုတော့ကျွန်တော်တွားပြီးတော့တတိထားမိပါတယ်음ဒီပွဲလေးကိုကျွန်တော်တို့ကြည့်ရတော့ဟိုသူတို့ပေါ်လာရင်းနှစ်ယောက်ဆိုတော့လေတယောက်နဲ့တယောက်ဟိုအာအတီးကြီး အပြက်ကြီးဟိုစပြီးတော့တွေ့ရမှာတယောက်နဲ့တယောက်အာအာနာကြရလို့ပဲထင်ပါတယ်ဒါပေမဲ့ဒီပွဲရဲ့ဟိုပွဲအလယ်လောက်မှာကြတော့တိုင်လူကြီးကနည်းနည်းလေးဟွန်းကစားခိုင်းတယ်ထင်တယ်ဟိုပြောလိုက်တော့နောက်ပိုင်းမှာနည်းနည်းကြမ်းလာတာပေါ့နော် ဒီပွဲမှာကျတော့အာစီဒန်နိုင်ငံသားလဲကိုအောင်လောက်ကိုဒီအာမကန်တဲ့နေရာမှာကန်ပေးမိလိုက်ရပေါ့နော်နောက်နောက်တစ်ခေါက်ကျတော့လဲကိုအောင်လောက်ကဒီစီဒန်နိုင်ငံသားကိုပြန်ပြီးတော့ကန်မိလိုက်ရပေါ့ဟိုတယောက်နဲ့တယောက်အဲ့လိုဟိုထင်းဆော့ရင်းနဲ့ထိမိသွားလို့ပဲထင်ပါတယ် တကယ်ကိုလုံးရအကြီးကြီးပဲနော်ကိုအောင်လာလဲကျွန်တော်တို့ဒီမှာပွဲပြီးတော့တော့ကျွန်တော်ရဲ့ဆိုင်မှာကိုအောင်လာရဲ့အဖေရဲ့ဆိုင်ပေါ့နော်ဒီကချင်ရိုးရစားတော့ဆိုင်မှာလာတော့ကဆိုဩတကယ်ကိုလုံးကအကြီးပဲ အာအမအမအမတစ်ချက်ထိပါတယ်အမဆိုဗီဒီယိုကဟိုမရိုက်ထားမိလဲရှေ့မှာကောင်လာရင်ထိသွားတာဟုတ်တယ်ဒီမထိတဲ့နေနေရမှာပေါ့နော်အဲတော့နောက်တစ်ခါကျတော့အခုလိုမျိုးစီးတဲ့နိုင်ငံသားကလည်းပြန်ပြီးတော့အခက်လဲရတာပေါ့ဒီနောက်ပိုင်းကျတော့ကြမ်းလာပြီးဒိုင်လူကြီးကလည်းကြွကြွလေးကစားခိုင်းလိုက်တဲ့အချိန်မှာလည်း တကယ်ရှယ်ချမ်းလာနှစ်ယောက်စလုံးကလေလူတွေကတော့ comment တွေမှာဟိုအဲသိုးရပေါ့လေတို့ဘာတွေပြောနေတာတကယ်ဒီမှာ queen ထဲမှာသွားကြည့်ရဲချိန်မှာဆိုရင် အတန်တွေပါကြားရတယ်ဖောက်ဖောက်ဖောက်နဲ့လေသူတို့ထီးရဲအတန်တွေလေကဲခုတော့နိုင်သွားပြီကျွန်တော်တို့တွေတကုံပျော်ပြီးတော့အောင်ပွဲခံနေတာဖြစ်ပါတယ် နိုင်သွားပါပြီခုကတော့သူတို့ပေါ်လာရင်းနှစ်ယောက်အခုကျတော့စကားပြောနေကြတော့ဗောနော်ခုကကိုအောင်လာကလက်8ကက်ကြီးနဲ့ညှက်ချွတ်နေပါပြီကျွန်တော်တို့တော်တော်လေးကိုစိတ်မကောင်းရမယ်စိတ်မကောင်းခဲရတဲ့အမြင်ကွင်းလေးပေါ့နော်သူတို့နှစ်ယောက်ကျတော့ချစ်ချစ်ခင်ခင်ပါပဲပွဲပြီးသွားလဲ ဆင်ပြေတယ်။ကောင်လာတော့ဘသူမဆိုပြန်ဖက်တန်းကိုပွဲပြီးသွားတဲ့ချိန်အကောင်းဆုံးသူကပြန်ပြီးတော့အဲမိတ်မိတ်ဆွေအဖြစ်နဲ့တော့မှသူကပြန်ပြီးတော့အဲ communicate လုပ်နိုင်ပေါ့နော်အဲ့ skill ကကျွန်တော်တင်ယူစရာအကောင်းဆုံးကိုအောင်လာစီမှာရှိတဲ့ skill ပဲ။ ွင်းထဲမှာကျွန်တော်ရဲ့တသေးပေါ့နော်ကောင်လာရဲ့အဖေလည်းပါတယ်ပေါ့နော်သူလည်းအရန်ပျော်နေပါတယ်ဒီပွဲမှာကျွန်တော်တို့နေရာယူရာနည်းနည်းမားသွားတယ်ဒီကင်မရာကရိန်းကလေကျွန်တော်ရဲ့မြင်ကွင်းမှာ လိုက်လိုက်ပိတ်နေတာသူကလည်းဟိုလိုက်လွင့်ဖို့အတွက်သူကလည်း share ရိုက်ရမှာဆိုတော့လေဟိုအကစားသမားတွေတွားနေပိုင်းဘက်ပိုင်းကိုသူကလည်းလိုက်တယ်ကျွန်တော်ကလည်းမြင်ကွင်းကွယ်တယ်ဒီ grain ရှိရပဲလေအခုချိန်ညာတော့ဂျပန်မှာအကွာလာကိုစူးချင်းမိမဲ့အကြောင်းကိုတော်မကနေအပြောရဖြစ်ပါတယ် ဒါတော့ကျွန်တော်တို့အခြေခွဲရဆုံးအချိန်ပေါ့နော်ကိုအောင်လာလက်အိတ်ချလိုက်ဒီဂျီမီနိုဒီဗီဒီယိုကိုအွန်လိုင်းပေါ်မှာအများကြီးတွေ့ဖူးပါနိုင်မယ်မြင်ရပါနိုင်မယ်ဒါပေမဲ့ဒါကဒီဗီဒီယိုကလည်းကျွန်တော်ရဲ့ရှူတောင်းကျွန်တော်ရဲ့ကွင်းထဲကိုရောက်သွားတဲ့အချိန်မှာရက်ကူးဖြစ်ထားတဲ့အမြင်ကွင်းလေးကနေပြန်ပြီးတော့ကြီးစီချင်းလို့ကျွန်တော်တင်ပြလိုက်ရခြင်းဖြစ်ပါတယ် โอเคခုကတော့ပြီးသွားပါပြီပွဲရတော့တကယ်ကိုအမတ်တရားအနေနဲ့လည်းဖြစ်သွားပါတယ်ကျွန်တော်တို့ကိုအောင်လာရှင်ပြိုင်ထိုးတက်ခြင်းနောက်ဆုံးပွဲလေးကိုကျွန်တော်တို့ကွင်းထဲထိတွားရောက်အားပေးခဲ့ရတာလည်းကျွန်တော်ကျေနပ်မိပါတယ် ကုန်လဲယူခဲ့ရတဲ့နေ့လေးဖြစ်ပါတယ်လို့အောင်နာမှာပေါ့နော်ကိုလေးဖြူလဲရှိရအမှဖက်လိုက်တယ်ကိုလေးဖြူလဲတောက်လျှောက်အားပေးနေတာပေါ့နော် ကဲသွားလိုက်ပါပြီပြန်သွားပါပြီကျွန်တော်တို့ကျွန်တော်တို့ချေးရတဲ့ကိုအောင်လာကြီးရဲ့နောက်ဆုံးမြင်ကွင်းလေးဖြစ်ပါတယ်ထူသက်ခြင်းရှင်ပြန်ခြင်းနောက်ဆုံးမြင်ကွင်းလေးဖြစ်ပါတယ်လို့ကျွန်တော်မြန်မာပြည်သားတချို့ကလေကိုအောင်လာဟိုအထဲဝင်သွားတဲ့ဟို အချို့ဟာထသွားကြပါတော့ဟိုအမှန်တော့ကပတ်လူပွဲနောက်ဆုံးပွဲရှိသေးရဟုတ်တယ်ကပတ်လူပွဲတွေကကျွန်တော်တို့အတွက်တိတ်အရေးမကြီးဖြစ်သွားတယ်ကျွန်တော်တို့မြန်မာ Free Test အချို့ကတော့ပြန်သွားပါတယ်နောက်မှာပွဲတစ်ပွဲတော့ရှိသေးတယ်ဟိုဘယ်လိုလောက်တိကျွန်တော်တို့ကောင်လာပွဲကိုစောင့်ကြည့်ကြလဲဆိုတော့ဘယ်နော်ကပ်ပြောပဲကပ်ပြောရအကျငါမဆက်ကပြန်အောင်ရုန်းကနော်ဒါကတော့ Udi lakong de sha sha dina wang kun jo ka ka kya ma sa ကင်မရွန်ကောဒီအမီရရအန်တလာမစဘောတလေအမတရားပြလက်ရှိရဲငါကြီးရှိသူအားလုံးကိုကျေးဇူးများရဲ့တင်ပါတယ်ကျွန်တော်ရဲ့15မိနစ်ကျော်တဲ့ဒီဗီဒီယိုလေးကိုအဆုံးအထိကြည့်ပေးတဲ့သူများအားလုံးကိုကျေးဇူးများရဲ့တင်ပါတယ်အားလုံးကိုကျေးဇူးကပါဆိုင်